ါဘူးဘာရေလုံးနေရလဲဟဲအဝိတ္တရျှော်နေတယ်ဟဲ့တော့ထမိန်နေလဲပါလဲဟဲ့မလုံးနဲ့ထားလိုက်ကျွန်တော်ရှော်မလားလို့မေးတဲ့အချိန်မှာကျွန်တော်ရှော်ခဲ့တာပေါ့နော်တကယ်ထမိန်အစ်စ်တေကိုအခက်ခက်မာရဲ့ထမိန်တွေကိုပဲကျွန်တော်ရှော်ခဲ့တာပေါ့ဟုတ်ကဲ့ဗျာအပီးရဒီမှမဟုတ်ဘူးကျွန်တော်ကျွန်တော်မိပါတယ်အဲကျွန်တော်ကျွန်တော်တငယ်ချင်းနေ အဲကျွန်တော်နီနာပတ်ဝန်းကျင်ကလူတွေအခုဆိုရင်ဒါမီဒီယာရဲ့မောင်နှမတွေအကုန်လုံးကဟိုညနာမြင်လိုက်တာနဲ့ပြုံးနေကြအရင်လဲဟိုဘလောက်မေးခြင်းနေလဲဆိုတာသိတယ်။ဘာကြီးမေးခြင်းနေလဲဆိုတာလည်းသိတယ်။ဆိုတော့အလောက်ဒီကိုမျက်လုံးလေးကြည့်ရတာနဲ့သိနေလက်နေရဆိုတော့လေအာတီယာဦးရဲ့ character လေးကအခုမှအပိုင်းနဲ့ပဲရှိသေးတယ်ဒါပရိသတ်တွေရင်ထဲရောက်နေပြီကျွန်တော်မနေ့ကဆိုလဲကျွန်တော်ပြင်နေသွားရင်လဲမတီယာဦးတီယာဦးပေါ့နော်ဆိုတော့အမုံမြင့်အမုံမြင့်ဆိုတော့အရန်ပြောရပါတယ် ထွက်မှာတော်တော်စွာပဲအဲကျွန်တော်အဲ့ကင်တာဟိုကျွန်တော်ရိုက်ကိုင်းမှာကြတော့လေသူအဲ့တော့អော်နေမှန်းမသိရအောင်ဘယ်မှဒီ screen မှာပြန်ကြည့်တော့မှာပဲအာလုံးဝအသေးអော်อ่ะเนาะခိုင်ကြရင်လည်းပြုံးမိပါတယ်ဟိုပြုံးပြီးတော့သဘောကျရတယ်ပေါ့เนาะအဲ့လိုမျိုးတွေသူအဲ့လိုကြီးတော့လှုပ်ထားရဆိုပြီးတော့ဟုတ်ကဲ့ကကမဆိုးရဆိုပေမဲ့သူ့ရဲ့ယောက်ျားကလည်းနိုင်တယ်ဆိုပေမဲ့သူချစ်တယ်အမထားပါတော့အမကိုသိန်းပေါ်လာတဲ့ဆင်းနေဆိုရင်တူအရှိကနေပြန်ကာပေးတဲ့ဟာမျိုးပေါ့နော် အဲသူ့ယောက်ျားထိတာကိုလည်းမကြိုက်ဘူးဒါပေမဲ့ယောက်ျားကိုလည်းချစ်ချောင်းလုံးဝမပြအောင်အဲ့လိုမိန်းမမျိုးပေါ့နော်ဆိုတော့အမေနဲ့ပဲတောက်လျှောက်ရနေဖြစ်စွာလန်းအဲ့လိုအကျွေးရှင်နေနဲ့လည်းရနေဖြစ်ဆိုတော့ကျွန်တော်မျက်နှာလေးကိုပဲကြည့်ပါအဲ့စင်းနေတယ်ပေါ့နော်မခေါင်းလေးပဲကုတ်နေရဟဲရပါတယ်မရဲမအခုမှကလေးမွေးတာလေရေးထိလို့မရအောင် ွက်ကိုလျှော်လိုက်ပါမယ်ပြောမနေ့ကအမဝုတ်တွေယူလျှော်လိုက်တယ်မလားအဲ့ကိုစိတ်မကောင်းဖြစ်နေရနော်ထမိန်လျှော်တဲ့ထမိန်လျှော်တဲ့ဟာလေးလဲဒါအဲ့ပလော့လေးကကောင်းတယ်ပေါ့နော်ဆိုတော့ဒါကိုယောက်ျားကိုမိမကဘလောက်ချစ်လဲဆိုတော့ပြတဲ့ဟာလေးလဲဖြစ်တယ်အာပြီးတော့ထမိန်လိုဟာမျိုးကိုယောက်ျားလေးကိုင်လဲဘာမှမဖြစ်ဘူးဆိုတဲ့ဟာကိုမပြကျင်တဲ့ဟာလေးလဲဖြစ်တဲ့ခါကျတော့ကျွန်တော်အဲ့ပလော့လေးကိုတော်တော်လေးကြိုက်ပါတယ်ဒါကြောင့်မို့လို့လဲကျွန်တော်လျှော်မလားလို့မေးတဲ့အချိန်မှာကျွန်တော်လျှော်ခဲ့တာပေါ့နော်တကယ်ထမိန်အစ်စ်တွေကို အခက်ခက်မာရဲ့ထမိန်လေးကိုပဲကျွန်တော်တို့ရှော်ခဲ့တာပေါ့ဟုတ်ကဲ့ဗျာအဲဟုတ်တယ်တဘောကအကုန်လုံးကဘယ်လိုပြောမလဲတရားဦးလို့တရားဦးလို့ယောက်ျားကိုလိုချင်တယ်တရားဦးလို့ကောင်းလေးမျိုးလိုချင်တယ်ဆိုရင်ဟာမျိုးလေးမြင်ရတဲ့အတွက်ဒါပီတိဖြစ်ပါတယ်